အရောက်တန်းမှာတခါတွေ့ရခဲ့တဲ့ဂင်းနစ်စံချိန်တွေဆရာကြီးများမင်္ဂလာပါပကံအလက်ထိတ်မဲ့ channel ကနေကြိုဆိုပါရစ်ကပ္ပကျန်ဆုံးစံချိန်ဘလောက်များများကိုတင်တွေ့ပို့ပါလေအာဂါတာထဲကနေအလုခုံချပြတဲ့အလုခုံစံချိန်တွေအေယာမချနှစ်ခုကြာစံကန်စန့်စည်းပြသူတွေအလုံမြင်မာတဲ့တောင်တန်းတွေကိုကရိယာလွတ်တက်ပြသူတွေအခုလိုထိတ်လန့်စရာအခွက်တွေကိုစကေးကျန်းကျန်းလောက်ပြသွားတဲ့ဆရာဆရာကြီးတွေကိုဒီနေ့ဗီဒီယိုမှာဆုံဆုံလေးလေးနဲ့တက်ဆက်ပေးပါပါ ဒီလိုကတော့2008ခုနှစ်မှာအိုလံပစ်အားကစားလောကတေကိုခြေပြစ်ဝင်ရောက်လာသူဖြစ်ပြီးတော့အကြိမ်ပေါင်းများစွာရင်းပြီးလေ့ကျင့်ခဲ့တဲ့ရေးချင်းတွေကို2009ခုနှစ်ဩဂတ်စ်လ16ရက်နေ့မှာကျင်းပတဲ့မီတာတရာပြေးပွဲမှာကမ္ဘာစံညေကြီးတစ်ခုကိုချိုးဖျက်နိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်ရုံတော်ရုံမှမဟုတ်ပါဘူး။မီတာတရာကို9.58စက္ကန့်တင်နဲ့စံညေတွေချလိုက်တာပါ။တကယ်ဘုရားစု9.58စက္ကန့်မှာဒီလိုကမှဂုတ်ကြီးလိုမခေါ်ရင်ဘယ်သူကိုတောက်ခေါ်ရပါမလဲ။သူရဲ့စံညေကိုတော့ယနေ့ထိမိသူမှမချိုးဖောက်နိုင်သေးပါဘူး။နောက်ထပ်ဆရာကြီးကတော့သမယိုးကြနီလန်းတွေကိုအထာခြားခြားချိုးဖောက်သွားခဲ့တာပါ။ 2022ခုနှစ် NASCAR Cup Series ပြိုင်ပွဲမှာ Rose Chatting ဆိုတဲ့ပြိုင်ပွဲဟာအားကစားလောကရဲ့အယိုးဆွဲနေတဲ့စီးမြင်တွေကိုတစ်ခွက်တည်းနဲ့ပြောင်းလဲပြစ်လိုက်ပါတယ်။ပြိုင်ခွင့်လမ်းကြားတစ်လျှောက်လုံးမှာနေရန်ကိုကတ်ကမောင်းပြသွားပြီး၁၀စီးမြောက်ဆင့်ကနေ၅စီးမြောက်ထိတိုးတက်လာပြီးတော့နောက်ဆုံးချန်ပီယံအဆင့်လေးထိအရောက်လမ်းနိုင်ခဲ့တာပါ။ဒီလူဟာပထမအနိုင်ရသူမဖြစ်ခဲ့ပေမယ့်အဲ့ဒီပွဲရဲ့အလန်းဆုံးအဆန်းဆုံးအကွက်ပြနိုင်သူဆရာကြီးဖြစ်နေ လူတွေအတိမဲ့ပြူတာခံခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့တန်းနေကြမ်းလွန်းတာကြောင့်နောက်နောက်ဒီလိုမျိုးမောင်းနေခွင့်မပြုဆိုပြီးအဆိုးသွင်းလိုက်တာကြောင့်ဒီအကွက်ကပထမဆုံးနဲ့နောက်ဆုံးအကွက်ကြီးဖြစ်ခဲ့ရပါတယ်ယောက်ျားလေးတရားဘာလို့မိမရိုက်တဲ့စောစောတည်ကြတာလဲလို့မေးရင်ဒီလိုယူကြောင်ကြောင့်ဝါသနာကြီးကြောင့်ပါဒန်နာဆိုတဲ့မျိုးသားဟာကပ္ပကြမ်းဆုံးဓာမင်ထိုးပြသူဖြစ်စံကျင်တစ်ခုတင်ခဲ့ပါတယ်ဒါကြောင့်မဲ1982ခုနှစ်ပေ180မြင့်ကနေ ကရိယာလို့ဒိုင်မေခုံချပြခဲ့ပြီးမတည်ုံတမေတရားရသွားလို့စေယုံကိုဇေယျင်းနဲ့ပြေးခဲ့ရပါတယ်။ဒါမဲ့လည်းသူဟာဇွဲမလျှော့ပါဘူး။ဇေယုံကစင်နာနဲ့လိုအပ်တဲ့လေ့ကျင့်မှုတွေပြုလုပ်ပြီးတနေ့ကျမှ1983ခုနှစ်မှာထပ်မံပြီးတော့စိန်ခေါ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့အရင်ထက်ပိုမြင့်တဲ့182ပေအမြင့်ရှိပြီး18တက်ရှိတဲ့တိုက်တလုံးနဲ့ညီမျှပါတယ်။အသေးရဆရာပြန်ပွဲတစ်ခုဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာဟန်ချက်ထိန်းနိုင်ခဲ့ပြီးလှလပပလေးဒိုင်မေခုံချပြခဲ့ပါတယ်။ရှေ့ပေတူရှိတဲ့ရေပြင်းထဲကိုအတော်လေးခက်မှန်းမှဒိုင်မေထိုးပြခဲ့ပြီးရေထဲကနေကိုချက်နှောင်းနဲ့ကိုအေးစေးပြန်တက်နိုင်ခဲ့တာပါ။ သူ့ရဲ့ကြိုးစားမှုနဲ့တအားရင်းနှီးချင်ပြီးစံကျင်သည့်မချိုးနိုင်သေးပဲဒိုင်မင်ဆရာကြီးဖြစ်ခဲ့ပါတယ်ပုံမှန် unicycle စီးတဲ့မြင်ကွင်းတွေကိုကျွန်တော်တို့မကြာခဏတွေ့ပို့ပေးမယ်ဒီလူကတော့ဘယ်သူမှလိုက်မလို့နိုင်တဲ့အရာကိုစိန်ခေါ်ကျင်ခဲ့တာပါအဲဒါကြောင့်မဲဒီလိုအန်ဩဆရာမြင်ကွင်းတွေထွက်ပေါ်လာတာပါ1980ခုနှစ်တုန်းက Dennis လို့ခေါ်တဲ့ဒီလူဟာ35ပေရှိတဲ့ unicycle ကိုအသုံးပြုကဆက်နမိုင်အကွာဝေးတီမယေမနာစီးပြခဲ့ပြီးအချိုးအကွက်ပေါင်း၈ခုကိုအထားကြကြနဲ့ကင်တွဲပြခဲ့ပါတယ်ဒီလိုမျိုးစတန့်တွေတော့ကျွန်တော်သိသွားနိုင်မယ်သိပါတယ်ဒါမဲ့ကျွန်တော်လှုပ်ချင်လို့ကိုလှုပ်လိုက်တာပါ ြောသွားတဲ့သူ့ရဲ့အင်တာဗျူးကလည်းလူကြက်များခဲ့ပါတယ်။ဒန်နစ်ဆာအလွန်ကျန်တဲ့မှတ်တမ်းသစ်တစ်ခုကိုစိုက်ထူနိုင်ခဲ့သလိုသူစီးခဲ့တဲ့စပိတ်ဟာလည်းတင်မင်းတာဝါဆိုပြီးနာမည်တွင်ခဲ့ပါတယ်။ဒီစဉ်ရင်ခဲ့ပြီးတော့35နှစ်ကြာပြီးတဲ့အထိသူ့ရဲ့စဉ်ရင်သူ့ရဲ့အကွာအဝေးကိုချိုးဖောက်နိုင်တဲ့သူတစ်ယောက်မှပေါ်မလာသေးပါဘူး။ရာဇဝင်တွင်တဲ့ဘဲကြီးအကြောင်းပြောရမယ်ဆိုရင်ရိုဘီနီဗဲဆိုတဲ့လူကိုချန်ထားခဲ့လို့မရပါဘူး။ဒီလူကလည်းနောက်နှစ်ပေါင်းတထောင်ကြာတဲ့အထိဘယ်သူမှလိုက်မလို့ရဲလောက်မယ်။အသက်ဆွန်စတန်တစ်ခုကိုစဉ်ရင်တင်ထားခဲ့လို့ပါ။1994ခုနှစ်မှာရိုဘီရဲ့ဖြစ်ဖြစ်သူ အေဗန်နီဗီဟောင်း Snake River တောင်ကိုဖြတ်ကျော်ဖို့ကြိုးစားခဲ့ပြီးတော့သူ့ရဲ့ဒုံးကြီးအားစံကေမှာတက်ဆင်ထားတဲ့လေဒီကိုအချိန်မတိုင်ခင်မှာပွင့်သွားခဲ့တာကြောင့်ခုံရမှာအနောက်ရှက်ဖြစ်သွားပြီးတော့ဆန်ကျင်တင်ဖို့ရာကြာရှုံးခဲ့ပါတယ်ဒီလိုနဲ့ပဲ1989ခုနှစ်မှာအဖေ့ရဲ့မကြီးပွဲနှွဲမယ်ဆိုပြီး25နှစ်ရွယ်ရှိပြီဖြစ်တဲ့ရိုဘီကသူ့လက်သူ့ချီနဲ့ပဲအမြင့်ဆုံးစတန်ပြောက်ခွက်ကိုထုတ်ပြဖို့ပြင်ဆင်လာပါတယ်ရိုဘီစင်ခေါ်ခဲ့တာက Grand Canyon တောင်ပေါ်ကိုဖြတ်က229ပြည့်အကွာဝေးကိုစံကေနဲ့ဖြတ်ကူးပြတာပါ သူဖြက်ကူးပြတဲ့ဖြစ်စဉ်အစအဆုံးကို TV မှာလည်းတရားပြသပေးခဲ့ပြီးအဆုံးသတ်မှာအလန်းဆုံးအနေထားနဲ့တက္ကပါလုံးကကြီးစုသူတွေကိုအံ့ဩသိစေခဲ့ပါတယ်။ဒါပေယင်းနေ့ချင်းဒီ Grand Canyon ကိုဖြတ်တန်းနိုင်ခဲ့တဲ့တူဦးဒီသောသူဖြစ်နေမှတ်တမ်းတင်ထားစေပါ။ နောက်တက်ဒီလူကတော့ဇနကားရဲ့ပြိတက်ဖြစ်ပုံရပါတယ် Rust Ugly လို့ခေါ်တဲ့လူဟာအများနဲ့မတူပဲရေပြင်းမှာအချိုးပြရခတ်ဆုံးစံချင်းတစ်ခုတင်ခဲ့ပါတယ်ဒီလူဟာ Grey Phi တင်ရဲ့ကန်ယုန်နဲ့တစ်လျှောက်ကိုရေကူးပြီးတော့ဖျက်ကျော်ခဲ့တဲ့ပထမဆုံးလူလို့ပြောလို့ရပါတယ်သူက26မိုင်ရှီလျားတဲ့ပင်လယ်ပြင်ကိုရိုးရိုးဖျက်ကူးတာမဟုတ်ပဲနဲ့ PDR လေးတဲ့တက်တုံးကိုကို့မှာချိန်ဆွဲက24နာရီအတွင်းကူးဖျက်ခဲ့ပြီးအေရတ်တောင်ပေါ်ကိုပါတက်ပြကမှန်တန်းတင်နေခဲ့ပါတယ်။ဒါပြင်2024ခုနှစ်မှာသူ့ရဲ့ဆန်ကြီးကိုအစ်တချိုးပြဖို့စူးစမ်းခဲ့ပါတယ်။ ဒီကမှာတော့ကပဝေစုံမယံမနာကူးခတ်နိုင်သူဖြစ်နေစံကျင်တင်ဖို့အတွက်ဒေါ်လာ26မိုင်กว่าဝေးတဲ့ယူကိုရေခဲမြစ်ကို56နိုင်တွင်မယံမနာကူးပြခဲ့ပြီးစံကျင်တဲ့ကိုချိုးပြခဲ့တာပါသူကူးခဲ့တဲ့အကွာဝေးကလည်းအိုလဲပဲရေကူးကအခုတပေါင်းစာနဲ့ညီမြပါတယ်ရေရဲ့အေးခဲတဲ့တံပြင်ပေလေတက်တော်ရီရဲ့ချင်းချောင်းမှုတွေကိုပါရင်ဆိုင်ခဲ့ရပြီးသူ့ရဲ့ခြေထောက်နဲ့လက်တူမှလည်းအေးခဲချင်းချောင်းရလာတဲ့ဒဏ်ရာတွေပြပါပဲခုနကလူကိုအယူလို့တတ်မှတ်မယ်ဆိုရင်ဒီတရားကိုစိုက်ကိုလို့တတ်မှတ်ရမှာပါ ူကတော့ကပ္ပအန်ဒီရဲ့အများဆုံးတောင်ထိပ်ပေါ်ကိုဘာကရိယာမှမပါပဲတကူတဲ့တက်ပြခဲ့တဲ့နှစ်ယောက်မရှိနိုင်တော့သူပါ AI ကပ်ရှစ်တောင်ဟာပေ300ကျော်မြင့်ပြီးတော့သူ့ရဲ့ထူးခြားချက်ကတဲတဲမမဲထောင်တက်နေတဲ့နိုင်ရန်တက်ချက်လိုဖြစ်နေတာပါ။အန်ဒီရဲ့များတာကြောင့်တောင်တက်သမားတွေအားလုံးလုံခြုံရေးဖြစ်စည်းပြည်စုံနဲ့ရပ်ပေါင်းများစွာအကြောင်းအချင်းယူပြီးတက်ရတဲ့တောင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီဘဲကတော့ဘာဆိုဘာမှမပါပဲနဲ့လက်ပလာခြေပလာနဲ့တက်ပြဖို့စိန်ခေါ်ခဲ့တာပါ။တမောတက်တဲ့ခါမှာချွေးထွက်ပြီးမချုံးအောင်ဝေးရတဲ့လက်အိတ်ခြေအိတ်တော့မပါသေးပြင် ဟမ်မတ်အုတ်ထုတ်တော်မှာမဆောင်းထားပါဘူးသူရဲ့မိရဆရာမတူအုပ်ဖြစ်ပြီးအဖေကတော့တောင်တက်ရတာကြိုက်တဲ့ဂုတ်ကြီးတယောက်ပါဘေးကကြည့်နေရတဲ့သူတွေကတော့အသေးတရားရဖြစ်နေတာပါသူကတော့အေးဆေးပါပဲအခက်အခဲဆုံးဖြစ်တဲ့တောင်မှတ်ပေါ်ကို၃နာရီနဲ့56မိနစ်တွင်ကရိယာလွတ်တက်ပြခဲ့ပြီးတကောပေါ်မှာတစ်ခါပဲမြင်ရမယ့်ဆန်ကျင်ကိုချိုးပြခဲ့တာပါဆက်လက်ပြီးဒီလိုကကန်ဆိုးသလားကန်ကောင်းသလားမသိပဲအပျော်တဲ့နှိမ့်လျှော်စီးရင်မတော်တဆမှုဖြစ်ကအကျန်းဆုံးဆန်ကျင်တစ်ခုကိုချိုးပြခဲ့တာပါသူကတော့ Frax Surface Sandbar S တောင်တန်းပေါ်မှာနှင်းလျှောစီးတဲ့ရုပ်ရှင်တစ်ခုကိုရိုက်ကူးနေကြတာဖြစ်ပါတယ်။ဒါမှမမျောလင့်ပဲလမ်းမက100မီတာမြင့်တဲ့တောင်ဆောင်ပေါ်ကနေတနအိ90မိုင်တော့အရှင်နဲ့ပြုတ်ကျခဲ့ပါတယ်။ဖရားကြီးနှင်းလျှောစီးသမိုင်းတစ်ချောင်မှာဘဲစရာဘဲကူးတို့ကြီးဒီမှာဒီလောက်မြင့်တဲ့အကွာဝေးကိုမခုံနိုင်ခဲ့ဘူး။ရေကင်းကစံချိန်တင်ခဲ့တဲ့နှင်းလျှောစီးစရာကြီး Jamie Pierre တို့မှာ88မီတာမြင့်ကိုပဲခုံနိုင်ခဲ့တာ။ဒီမတက်ဒဏ်ရာရခဲ့လို့ဆေးရုံမှာအချိန်ကြာကြီးကုသမှုခံယူခဲ့ရတာပါ။အခုလဲဖရက်ကမနေမနောဒဏ်ရာတွေပါ။နေနေအောက်ကိုနေမြုပ်သွားပြီးတော့အသက်ရှူကြကဒီမလို့ဖြစ်ခဲ့ပါတယ်။ ဂယ်ဆယ်ကြီးတွေသာတစ်ဆက်ကတ်လောက်နောက်ကျခဲ့ရင်သူတေသွားနိုင်တယ်လို့ပြောပါတယ်။ဘာပဲဖြစ်ဖြစ်ပါဒီလူဟာပြင်ပတံရတွေမရရှိပဲနဲ့ကြက်ကန်းဆောင်တိုးသလိုနှင်းလျှောလောကရဲ့အကြမ်းဆုံးစံကျေကိုတင်နိုင်ခဲ့ပါတယ်။အပေါ်ကဆန်ကျင်တွေကယူးကျင်စရာဆိုပေမဲ့ဒီတစ်ခုကိုတင်ကြားလိုက်မယ်ဆိုရင်အန်အောလို့ဗစက်တောင်စိနိုင်မှာမဟုတ်ပါဘူးဒီလူကတော့လေရင်ပေါ်ကနေပိုက်ကုံတဲကိုလေဒီမပါပဲအလုတ်ခုံချပြခဲ့တာပါဒီလူရဲ့နာမည်ကလုတ်ပါကောင်းငယ်တိုင်ပင်ခုံချသူတူဖြစ်ပါတယ်ဒီတစ်ခေါက်မှာသူဆန်ကျင်တွေဖို့ဂျိုးစားခဲ့တာက 9600မီတာမြင့်ကနေဘာတက်ကေပစ္စည်းမှမပါပဲအလုတ်ခုံချပြဖို့ပေါ့ဒါအတူဘဝတစ်လျှောက်လုပ်ခဲ့တဲ့အရာတွေထက်အစ1000လောက် NDA များပါတယ်သူပေမှာအရေးကြောင်းစုကူဖို့အတွက်လေဒီခုံတက်သားနှစ်ဦးလိုက်ပါခုံချပြီးတော့နောက်ဆုံးမှလေရင်ပေါ်ကနေလှလှပပလေးခုံချပြနိုင်ခဲ့ပါတယ်သူခုံဆင်းလာတဲ့အချိန်ကတနအီကို118မိုင်လောက်ရှိပြီး9600မီတာအကွာဝေးကို1မိနစ်တွင်ရောက်ရှိခဲ့ပါတယ် သူခုံချခဲ့တဲ့ပိုက်ကွန်ရဲ့ရွေးစား30 30ဖြစ်ပြီးမတော်လို့ပိုက်ကွန်ရဲ့တခြားတစ်ပတ်စီပြုတ်ကျသွားရင်တော့အယုတ်တခြားအသားတခြားဖြစ်သွားမှာပါအနောက်တိုင်းသားတွေကိုကြည့်ရတာကိုယ့်အသက်ကိုနှမျောတဲ့ပုံလည်းမပေါ်ကြပါဘူးအင်းလေသူတို့ကမြန်မာနိုင်ငံမှာလူမဖြစ်ရတော့မြန်မာနိုင်ငံသားဖြစ်ရတာတိတ်ကိုကံကောင်းပါတယ်ဆိုပြီးမပြောနိုင်ကြဘူးပေါ့ဒါကြောင့်တင်းတေးပစေဆိုပြီးစွန်စားနေကြတာလည်းဖြစ်နေပါတယ်ဒီလိုဆိုရင်လည်းအာအာရာကို့ပါကိုအိမ်မအိမ်မနေပဲနဲ့စက်ကူဘုံတွေပေါ်ကိုအမြင့်ကနေကရိယာလို့ခုံချပြအောင်ပါလေကဲစက်ကူဘုံတွေနှမျောစရာဗျာကျွန်တော်တို့ဘက်မှာဆိုရင်တဘုံကို900လောက်ရတယ်ဗျာ အဲထားပါဒီလိုပြတဲ့ကွက်ကိုကြည့်အောင်ဒါက2012ခုနှစ်ကပါ Gary Henry ဆိုတဲ့သူကတော့မြေပြင်ပေါ်မှာစဉ်သက်တဲ့အခါမှာပြည်နယ်ကြီးရှိတဲ့အရာကိုသိရဖို့အတွက်မြေပြင်မှာအလွန်များတဲ့စက်ကူပုံးနေချက860 cm မြင့်ကနေလေဒီခုံဆင်းပြခဲ့ပါတယ်အပပါအောက်ကျသွားတဲ့အကွက်ကြီးကတော်တော်လေးအီးဆိုင်နေမှာထင်းရတယ်ဗျ။ဘာပဲဖြစ်ဖြစ်ပါနောက်ဆုံးမှာတော့အသက်ပေးမရောက်ပဲစံချင်းတစ်တခုရခဲ့ပါလိ။တကယ်တော့စံချင်းတစ်တခုတင်းတဲ့အခါမှာအန်ဒီရဲ့အများဆုံးဖြစ်တယ်လို့တော်တော်များများကလည်းစံချင်းတင်းမယ်ဆိုရင်တည်သွားဖို့တဲ့အရာကပင်လယ်ပြေပေါ်မှာအရှင်ပြင်းပြင်းတင်းမောင်းနေကြမှာ တချင်အားလည်းတနအီကိုမိုင်290လုံးနဲ့မောင်းနေပြခဲ့ပူပြီးတော့အဲ့ဒီအရှင်ရောင်မဲလျှာနှစ်ချမ်းခွဲထွက်သွားပြီးတော့ပင်လယ်အောက်ချီပေ300နဲ့ဒီကိုလူခန္ဓာကိုကနင်းမြုပ်ခဲ့ပါတယ်။ဒါပြင်1940ခါဆောက်လို့တရားဝင်စံချင်တည်သူ9ဦးရှိတဲ့နဲ့9ဦးကတည်ဆုံးခဲ့ပါတယ်။ဒါကြောင့်မဲတည်ဆုံးရှင်ကိုတည်ဆုံးနိုင်ရေ90ရာခိုင်နှုန်းရှိတယ်လို့ကြိုတင်သတ်မှတ်ထားတာပါ။ဒါပေမဲ့လည်း1989ခုနှစ်မှာ King Worry ဆိုသူက NDA ကိုမျက်ကွယ်ပြုပြီးတော့စံချင်တည်ဖို့စူးစမ်းခဲ့ပါတယ်။ကျွန်တော်အနေနဲ့မျှော်လင့်ချက်က50 50ပါ။ဒါမဲ့လည်းကံကောင်းတဲ့50ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ ဆိုပြီးတော့ဖြေချခဲ့ပြီးနောက်ဆုံးမှတနအီကို386မိုင်နှုန်းနဲ့ကမ္ဘာအရှင်အပြင်းဆုံးတင်ပေါ်မောင်းနေမှုစတင်တင်ခဲ့ပါတယ်။ဒါပြင်1988ခုနှစ်မှာသူ့ရဲ့စံချေကိုထပ်မံတင်ဖို့ကြိုးစားခဲ့ပါတယ်။ဒီတကတော့တနအီကို38မိုင်နှုန်းပဲမောင်းနေနိုင်ခဲ့ကသူ့ရဲ့ဂရုစံချေကိုသူ့ကိုယ်တိုင်ပါဝင်တခြားဘသူကမှ45နှစ်ကြာတဲ့အထိမချိုးဖောက်နိုင်ပါဘူး။ဒီတကမှနောက်ဆုံးအနေနဲ့နားလျာခက်ဆုံးစံချေတစ်ခုပြပေးကြပါတယ်။ roller coaster စီးဖို့မပြောနဲ့သူများစီတာမြင်အောင်မူးပြီးတော့ engine နေတဲ့အဖွဲတွေကခေတ္တငြိမ်သက်ပေးပါ။ ဒီမှာ Dick Ura ဆိုတဲ့စကေးစီးသူဟာရိုးရိုးမြေပေါ်မှာစကေးစီးရတာငင်းငွေပြီးတော့ roller coaster တန်လမ်းပေါ်မှာစကေးစီးဖို့စင်ခေါ်ခဲ့ပါတယ်။မတော်တဆပြုတ်ချခဲ့ရင်အသက်ပြောက်မဲ့ပြင်ခြေချော်သွားရင်ပေါင်ကားပြီးပြစီမဲ့လူဒန်းစားဖြစ်သွားမဲ့ဂိမ်းပါ။အာ तू ကတော့အေးဆေးပါပဲ။ပညာသားပါပါစီးပြပြီးဆန်ရဲတစ်ခုတင်သွားခဲ့ပါတယ်။ Gay Brother အနေနဲ့အားကြပြီးတော့သူ့ဆန်ရဲကိုချိုးချင်တယ်ဆိုရင်ဒူးချောင်လေးတဲ့ကုတို့ကိုသာအရင်ကုကြပါ။အားလုံးပဲဒါရပျော်ရွှင်ချမ်းမြေပါစေ။